မင်္ဂလာပါရှင်။နိုဝင်ဘာလ19ရက်ဗုဒ္ဓဖူးနေ့ရဲ့ထူးခြားပြည်တွင်သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပထမဦးစွာတင်ဆက်ပေးမှာကတော့ပြည်ဦးလင်ပန်းပွဲတော်ကျင်းပမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ပြည်ဦးလင်မြို့အမျိုးသားကံတော်ကြီးဦးရင်ရဲ့၁၈ကျိန်မြောက်ပန်းပွဲတော်ကိုလာမယ့်ဒီဇင်ဘာ6ရက်နေ့ကစပြီးကျင်းပမှာဖြစ်တယ်လို့သိရပါတယ်။ပန်းပွဲတော်ကို Immersive Flowers Festival အမည်နဲ့ 2025ခုနှစ်ဒီဇင်ဘာ6ရက်ကနေ2026ခုနှစ်ဇန်နဝါရီလရက်ထိရက်30တိုင်တိုင်းကျင်းပသွားမှာဖြစ်တယ်လို့ဆိုပါတယ်။နေ့စဉ်ကျင်းပနေတဲ့ပန်းပွဲတော်ကိုအခုနှစ်မှာလည်းအရင်နှစ်တွေနဲ့မတူအောင်ပန်းပြကွက်ပုံစံအမျိုးမျိုးကိုဖော်ထုတ်ပြသဖို့ကြိုးစားပြင်ဆင်နေတယ်လို့သိရပါတယ်။ဒါအပြင်ပွဲတော်ကာလအတွင်းနိုင်ငံကျော်တေးတန်ရှင်တွေရဲ့ဖြောပြေးအစီအစဉ်တွေဇေယောင်းပွဲတော်ဒေသထွက်ကုန်ပြကိုင်းတွေဆိုင်ငန်းတွေနဲ့ရောင်းချပေးတဲ့အစီအစဉ်တွေကိုလည်းထည့်သွင်းပေးထားတယ်လို့သိရပါပါရှင်။ ဆက်လက်တင်ဆက်ပေးမှာကတော့နေပြည်တော်တွင်တွေ့ရှိတဲ့ရှေးဟောင်းလှေကြီး20အားတူဖို့ပြည်စီတဲ့တဲ့ရင်ဖြစ်ပါတယ်။နေပြည်တော်ပြည်အောင်စုနေမြေလေဝေးမြို့နယ်ပတ်တာကျေးရွာရုံမင်းချောင်းတွင်မှာတွေ့ရတဲ့ရှေးဟောင်းလှေကြီး20ကိုတူဖို့ရရှိပြီးဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီရှေးဟောင်းလှေကြီး20ကိုပတာကျေးရွာမှာနေထိုင်တဲ့ဒေါ်တင်မင်းကပြီးခဲ့တဲ့နိုဝင်ဘာ17ရက်ကစတင်တွေ့ရှိခဲ့တာဖြစ်ပြီးကျေးရွာတာဝန်ရှိသူတွေကို အသိပေးခဲ့ကနိုဝင်ဘာ15ရက်မှာတစဉ်နိုဝင်ဘာ16ရက်မှာတစဉ်တူဖော်ရရှိခဲ့ရလို့ဆိုပါတယ် ရှေးဟောင်းလေကြီးတွေဟာအရှိပေ90ကျော်ရှိပြီးတစင်းကလုံးဘတ်10ပေ9လက်မနဲ့နောက်တစင်းကလုံးဘတ်9ပေကျော်ရှိရလို့သိရပါတယ်ရှင်။ထပ်မံတင်ဆက်ပေးမှာကတော့မကွေးတိုင်းတွင်စဘာထွက်နှုံကောင်းအောင်စိုက်ပျိုးခဲ့တဲ့တောင်သူများကိုဆုချီးမြှင့်တဲ့သတင်းဖြစ်ပါတယ်။မကွေးတိုင်းဒေသကြီးမှာ2024-2025အနွေစဘာစိုက်ရာသီမှာစဘာထွက်နှုံကောင်းအောင်စိုက်ပျိုးခဲ့ကြတဲ့တောင်သူတွေကိုမကွေးတိုင်းဒေသကြီးအစိုးရဖွဲ့ကဂုဏ်ပြုဆုတွေချီးမြှင့်ကြောင်းသိရပါတယ်။ဂုဏ်ပြုဆုချီးမြှင့်ပွဲကိုနိုဝင်ဘာ18ရက်နေ့မနက်ပိုင်းက မကွေးမြို့မြို့တော်ခံမှာမှကျင်းပခဲ့တာပါမကွေးတိုင်းဒေသကြီးတွင်ပြီးခဲ့တဲ့ညစပါဆိုင်ရာဒီမှာမြို့နယ်ခုနှစ်ခုအတွင်းဧကပေါင်း3000ကျော်စိုက်ပျိုးခဲ့တာဖြစ်ပါတယ်အဲ့ဒီထဲကမှစာဖိုးတာစပားမျိုးနဲ့အောင်နိုင်တူစပားမျိုးတွေကိုစိုက်ပြိုးကြပြီးစာဖိုးတာစပားမျိုးတအေကအထွတ်နှုန်းတင်း150အောင်နိုင်တူစပားမျိုးတအေကအထွတ်နှုန်းတင်း130ရရှိခဲ့ကြတယ်တောင်သူ96ယောက်ကိုစုချင်းမြင့်ပေးတာဖြစ်တယ်လို့သိရပါတယ်။ မကွေတိုင်းဒေသကြီးတွင်ပြီးခဲ့တဲ့နှွေစပါးစိုက်ပျိုးမှုမှာဧက3000ကျော်ရှိပြီးလက်ရှိမိုးစပါးစိုက်ပျိုးထားမှုကဧက6သိန်းကျော်ရှိတယ်လို့သိရပါတယ်ရှင်။နောက်ဆုံးတင်ဆက်ပေးမှာကတော့နေပြည်တော်မန္တလေးခီးစင်အားဘက်ထရီလျှက်စစ်စကောင်း3 4ပါ6 8တွဲဆိုင်များပြည့်စွင့်မယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။နေပြည်တော်မန္တလေးခီးစင်အား ဘက်တရီလျက်စစ်စက်ကောင်းများအသုံးပြုပြီးခင်မီလေးအေးပေးဇက်ပါလေးအတွဲဆိုင်များဖြင့်ညွေမှာ22ရက်တွင်စတင်ပြည့်စွေမှာဖြစ်တယ်လို့မြမမီရထားမှအသိပေးကြေညာထားပါတယ်။နေပြည်တော်မန္တလေးနှင့် မန္တလေးနေပြည်တော်ပြည်စင်များကိုဘက်ထရီလက်စစ်စက်ကောင်းများအသုံးပြုပြီးခင်မီလေးပေးဆက်ပါလေအိတ်တွဲဆန်များဖြင့်နိုဝင်ဘာ22ရက်မှစတင်၍လက်ရှိ RBE များဖြင့်ပြည့်စွဲနေတဲ့အမှတ်28အဆန်နေပြည်တော်မန္တလေးနှင့်အမှတ်28အဆုံမန္တလေးနေပြည်တော်ယထာခီစင်များကိုပြောင်းလဲပြည့်စွဲပေးသွားမှာဖြစ်တယ်လို့ဆိုပါတယ်။အဆိုပါဘက်ထရီလက်စစ်စက်ကောင်း၃ယထာအမှတ်28အဆန်သည်နေပြည်တော်ဘူတာမှမွန်တဲ7နာရီတွင်စတင်ထွက်ခွာ၍မန္တလေးဘူတာသို့ညနေ9နာရီတွင်ဆက်ရောက်မှာဖြစ်ပြီးအမှတ်28အဆုံ ဆောင်ရထားသည်မန္တလေးမှနနက်6နာရီတွင်စတင်ထွက်ခွာ၍နေပြည်တော်ဘူတာသို့နနက်7နာရီတွင်ဆက်ရောက်မှာဖြစ်ပါသည်မန္တလေးမှလိုက်ပါလာတဲ့ခီးသည်များအနေဖြင့်နေပြည်တော်ဘူတာမှမွန်းတည့်7နာရီတွင်ထွက်ခွာမည်အမှတ်၈အစုံခစ်မီ DMU ရထားဖြင့်ရန်ကုန်သို့ဆက်လက်ထွက်ခွာနိုင်မှာဖြစ်ပါသည်မန္တလေးနေပြည်တော်နေပြည်တော်မန္တလေးခီးစဉ်အတွက်လက်မှတ်နှုံထားမှာရေရန်ငွေကျပ်တပေါင်းွေအထက်တန်းငွေကျပ်2000ဖြစ်ပြီးခီးသည်238ဦးလိုက်ပါဆင်းနေနိုင်ကြောင်းသိရှိရပါတယ်ရှင်။ ဆက်လက်ပြီးတင်ဆက်ပေးမှာကတော့အမရပူရဘုံအိုးကျေးရွာအလေးရမမိလာမှုဖြစ်ပါတဲ့တဲ့င်းဖြစ်ပါတယ်။မန္တလေးတိုင်းဒေသကြီးအမရပူရမြို့နယ်ဘုံအိုးကျေးရွာအလေးရမနိုဝင်ဘာ16ရက်မနေ့2နာရီ5မိနစ်ခါမိလာမှုဖြစ်ပွားခဲ့ပြီးလူနေအိမ်ရှင်းလုံးကမိလောင်ဆုံရှုံခဲ့တယ်လို့သိရပါဗျ။မိလာမှုဖြစ်ပွားရာကိုလေဝဝန်းရင်အုပ်စုများထွက်ခွာနှိမ့်သက်ပေးခဲ့ရပြီးတနိုင်းဒီမကြအောင်နှိမ့်သက်ပေးခဲ့ရတယ်လို့သိရပါဗျ။